ဲလေးနဲ့ကျွန်တော်နဲ့ကကြတော့တငေချင်းဆိုတာထက်ကိုညီကိုလိုမျိုးဖြစ်တာပေါ့လေဟိုပါပေါ့တငေချင်းလိုမျိုးအရင်ကြီးပခုံးဖက်ပြီးပေါင်းတဲ့တငေချင်းလိုမျိုးတော့လည်းမဟုတ်ဘူးကို့အပေါ်မှာတော့ဒီအကူတယောက်လိုပဲ respect နဲ့ပေါင်းတဲ့သဘောပါပဲရဲလေးလိုကကြတော့လေဆိုတော့ဒါမဲ့အလုပ်ခွင်ပါလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုတငေချင်းလိုမျိုးပုံစံမျိုးနေမယ်ဆိုရင်လည်းနေနေလို့ရတယ်အဲညီကိုလိုပုံစံမျိုးဆိုလည်းနေလို့ရတယ်အပြင်မှာကတော့တငေချင်းလိုမျိုးတော့တငေချင်းလိုအ အမြင်မှာတော့တငယ်ချင်းလို့ဖြစ်ပေမဲ့အညီအကိုလိုမျိုးတိုင်ရုံးစင်တော့ပုံများပါတယ်ဘယ်လေးလိုနဲ့ထုံထုံလို့နဲ့ပါလဲဆိုတော့အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုခေါ်မလဲအလုံးလုံးရတာအဆင်ပြေတယ်နောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုသူတို့ကဟိုကကိုရီနဲ့ဆိုပုံပြီးတော့အများစူးစမ်းသလားလို့အဲ့လိုမျိုးလိုခံစားရတယ်ထုံထုံရဲလေးရောပေါ့ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲသူတို့ကလည်းအဲ့လိုမျိုးလိုမြင်မိတယ်ပေါ့ဟိုအမေမာတော့ဘယ်လိုခေါ်မလဲဆိုတော့ဟို အပြင်မှာလည်းသူတခြားလူနေရာမှာလည်းသူတို့စူးစမ်းကြမှာပါပဲဒါပေမဲ့ဟိုဟာကိုကိုနဲ့ကြတော့အမားမားမှာစိုးရိမ်တာတော့ဘာလို့အဲ့လိုမျိုးလေအဲ့လိုမျိုးရှိရှိကြတဲ့သဘောတရားပါပဲအတက်နိုင်ဆုံးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့အင်္ဂလိပ်ကတော့နည်းနည်းဆက်တယ်လေဟိုတရုတ်လိုပါသာစကားကြတော့ကျွန်တော်တို့ကဒီဆရာမနဲ့ပြန်တင်ရတာဗောလေအဲရှူတင်မှာလည်းအွန်စီမမှာလည်းထားထားပေးရတာဗောဆိုတော့အဲ့လိုမျိုးလေးတော့ရိုက်ခဲ့ရတာရိုက်ခဲ့ရတာ ဆိုလက်ခံပြည့်လဲဆိုတာဒါကတော့ဟိုဟာပေါ့ကိုရင်နဲ့အရင်အလုပ်လုပ်ဖူးတဲ့လူတွေကနေပြီးတော့မှဒီ platform ပေါ်မှာအာဘောနော်ဇလန် pro pro မဟုတ်ဟိုဟာ produce လုပ်ရှင်နေဆိုတာနဲ့ဇလန်လေးလည်းအဆင်ပြေတာနဲ့ရိုက်ဖြစ်သွားတာပေါ့လေအဓိကတော့ဇလန်တွဲရဲ့ရုပ်ရှင်မှမဟုတ်ပါဘူးအဓိကတော့ကျွန်တော် Predators SC ကိုကျွန်တော်တို့ပြချင်းရောက်စီချင်းတဲ့ပုံစံပေါ့နော်ဇလန်တွဲအရာသာလေးတစ်ခုကိုလည်း ပြိတက်ကိုဟိုဘယ်လိုခံစားစီခြင်းတာပေါ့အဓိကတော့ဇလန်တွေကကြတော့ရုပ်ရှင်နဲ့မတူတာကကြတော့သူကအချိန်နဲ့ပို့ရတော့ကျွန်တော်တို့ကဟိုပို့ပြီးတော့ပြိတက်စီမှာအချိန်ကြာကြာလေးပို့မြင်ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းအဲကျွန်တော်ပရိသတ်ကိုအဲ့လိုမျိုးခံစားစေခြင်းနဲ့ဟာလည်းပါတာပေါ့လေအဲနောက်တစ်ခုကကြတော့ဒီဇလန်တွဲဆိုတဲ့ဒီပေါင်းတစ်ခုဇလန်တွဲဆိုတဲ့ဇညွန်းပုံစံလေးကိုလည်းကျွန်တော်ထိတွေ့ခြင်းတာလည်းပါတယ်ပေါ့အဲဆိုအဲ့ဒါကြောင့်ဒါရိုက်ဖြစ်သွားတာပေါ့လေ မြင်းမြင်းကတော့ဒီကားထဲမှာဟိုပါဘောမြင်းစီးတဲ့ဇက်ဝင်ကန်ပါတယ်တစင်းတော့ပါတယ်အဲစီးပါတယ်ဆိုတော့ဒါပထမတော့စီးဖို့တော့မရှိဘူးပေါ့နော်အမဲဟိုပါဘောရဲလေးပဲစီးတာဒါမဲ့လဲဟိုပါဘောအဲကျွန်တော်ကလည်းမြင်းစီးတာဝါသနာပါတော့ကျွန်တော်ဟိုလေဇက်ဝင်ကန်တစ်ခုမှထပ်ပြီးတော့ဇညွတ်မှာဖြည့်ပြီးတော့ထည့်ပေးတာထည့်ထည့်ပေးလိုက်တာပေါ့လေဆိုတော့အဲ့ဒီဟာလေးတစ်ခုတော့ရှိတယ်ဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့မြင်းစီးရတာ ပျော်စရာကောင်းတယ်အဲ့လိုမျိုးဟုတ်ရှင်းခုံးစရာလည်းကောင်းတယ်ဟုတ်ဟိုဟာရဲလေးနဲ့ကျွန်တော်နဲ့ကကြာတော့တငယ်ချင်းဆိုတာထက်ကိုညီကိုလိုမျိုးဖြစ်တာပေါ့လေဟိုဟာပေါ့တငယ်ချင်းလိုမျိုးအရင်ကြီးပခုံးဖက်ပြီးပေါင်းတဲ့တငယ်ချင်းလိုမျိုးတော့လည်းမဟုတ်ဘူးကို့အပေါ်မှာတော့ဒီအကူတယောက်လိုပဲ respect နဲ့ပေါင်းတဲ့သဘောပါပဲရဲလေးလိုကကြာတော့လေဆိုတော့ဒါမဲ့အလုပ်ကွင်ပါလုပ်ငန်းကွင်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုတငယ်ချင်းလိုမျိုးပုံစံမျိုးနေမယ်ဆိုရင်လည်းနေနေလို့ရတယ်အဲညီကိုလိုပုံစံမျိုးဆိုလည်းနေလို့ရတယ်အပြင်မှာကတော့တငယ်ချင်းလိုမျိုးတော့ တငယ်ချင်းလို့အမြင်မှာတော့တငယ်ချင်းလို့ဖြစ်ပေမဲ့ညီကိုလိုမျိုးတိုင်ဝစီရင်တော့ပုံများပါတယ်ဘယ်လေးကိုလည်းထုံထုံလုပ်နေပါလဲဆိုတော့အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုခေါ်မလဲအလုံးလုံးရတာအဆင်ပြေတယ်နောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုသူတို့ကဟိုကကိုယ်တင်နေဆိုပုံပြီးတော့ညာစူးစမ်းသလားလို့အဲ့လိုမျိုးတော့ခံစားရတယ်ထုံထုံရဲလေးရောပေါ့ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲသူတို့ကလည်းအဲ့လိုမျိုးတော့မြင်မိတယ်ပေါ့ဟိုအမေမာတော့ဘယ်လိုခေါ်မလဲဆိုတော့ဟို အပြင်မှာလည်းသူတခြားလူနေရာမှာလည်းသူတို့စူးစမ်းကြမှာပါပဲဒါပေမဲ့ဟိုဟာကိုကိုနဲ့ကြတော့အမားမားမှာစိုးရိမ်တာတော့ဘာလို့အဲ့လိုမျိုးလေအဲ့လိုမျိုးရှိရှိကြတဲ့သဘောတရားပါပဲဇဝင်းတချင်းကဒီတချင်းကကြတော့ဟွာရေးထားတာတခြားတယောက်ရေးထားတာပေါ့လေဒါပေမဲ့အဲဒီကားထဲမှာကျွန်တော်ဒီကူဆောင်းပုံစံမျိုးဆိုတော့ တချင်းသွင်းတဲ့အချိန်မှာတော့ရေလေးတွေပါတော့ရှိပြီရှိပါတယ်အဲလိုအပ်တာလေးတွေလည်းကျွန်တော်တိုင်ပင်ပြီးတော့လုပ်ဖြစ်ပါတယ်เออဟုတ်တယ်ဟွာပေါ့အဓိကတော့ပိုးကဟွာပါဟွာ तू ကဒီ cycle စီးတဲ့အကျင့်မရှိတော့လीဟိုဟာ cycle စီးရတာတကယ်တမ်းဆိုရင်တော့ရုတ်တရက်ဆိုရင်တော့တယောက်လေးတောင် तू ကနည်းနည်းလေးအဆင်မပြေတော့ ဟိုတင်ပြီးတော့ဟိုဒီစာကြီးမောင်းအောင်ပါဆိုတော့စိုးရင်နေရတဲ့ဟာလေးပါတာပေါ့နော်။အဲဒါစိုးရင်စိတ်များနေလို့ဖြစ်ဖြစ်ဖြစ်တာပါ။အဓိကတော့သူတကယ်တမ်းဆိုတော့သူလှုပ်နိုင်ပါတယ်။အဲဒါမဲ့ဇဝင်ခန်းအရာကျွန်တော်လူပြောင်းလိုက်တာပေါ့။လူပြောင်းလဲဆိုတာဟိုကိုမောင်းရမယ့်နေရာမှာကျွန်တော်ဖြစ်သွားတာပေါ့လေ။အဲအဲ့လိုမျိုးမောင်းလိုက်ရတာ။ဒါမဲ့ပို့ပြီးတော့သဘောကပို့ကြပါတယ်။ အဲဒီနောက်ပိုင်းတော့မကြည့်ဖြစ်တော့ဘူးကျွန်တော်ဟောဟောအရင်ဟိုကာလတုန်းကတော့ကြည့်ဖြစ်တယ်ဟောကုန်ခဲ့တဲ့နှစ်တည်းကတော့ဒီဘက်နှစ်တည်းမှာဆိုကျွန်တော်လုံနေလေးလည်းများတာပါတယ်ဟိုဖက်စရာလေးလည်းရှိတော့အဲတိတ်မကြည့်ဖြစ်ပို့တော့ဘူးနောက်ပိုင်းကအင်းဟုတ်တယ်အဓိကတော့ဟောပေါ့နော်ကျွန်တော်တို့ကဟောရုပ်ရှင်ရိုက်တော့မယ်ဆိုရင်ကာရိုက်တာဘောင်းစုံကိုကျွန်တော်လောက်ရမှာဆိုတော့လေ အဓိကတော့ဟိုဟာယောက်ျားလေးဖြစ်နေတဲ့အခါကျတော့လေကျွန်တော်တို့ action car တွေရိုက်ခဲ့တဲ့အချိန်ကာလရှိခဲ့တယ်ဗောနော်အဲ့ကာလမှာဆိုလို့ရှိရင်တော့လေမြင်းစီးတာတော့ cycle စီးတာတော့အဲ့အဲ့လိုမျိုးပေါ့လေအဲအဓိကကတော့ spin စီးတာတော့နောက်ပြီးတော့ speed boat တို့ပါတော့အဲ့လိုမျိုးပေါ့အဓိကအဲလေလော်တာတော့အစားပေါ့နော်အဲ့လိုမျိုးအော်လောရတဲ့ဇောင်းဝင်ခိုင်းနေကြကိုကိုတိုင်းကျွန်တော်တို့ဟိုစပရီတူတွေပါနေလည်းမလုပ်ချင်ဘူးလေအဲကိုကိုတိုင်းလည်းဟိုဒီဒီဒီပုံမှာရင်ခုန်မှုရှိတယ်ရင်ခုန်မှုဆိုတာဒါဝါသနာပါနေတာပေါ့ အာကိုကလည်းဒါဘယ်လိုခုံလဲဆိုတော့ရေရေထဲမှာမွေးလာတဲ့လူလို့ပြောလို့ရတယ်ဆိုတော့လေအဲ့လိုမျိုးဟိုကိုကိုတိုင်လှုပ်လို့ရတဲ့ဟာတခုကိုကိုတိုင်ပဲဟိုဟိုဘယ်လိုခုံလဲအာလှုပ်လှုပ်လိုက်ခြင်းနေပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးဝါသနာလည်းပါတယ်အားကြောင့်မလို့ဒီဟာတွေကိုဟိုရုပ်ရှင်မရိုက်ခင်ပေါ့မရိုက်ခင်ဆိုတာဒီဒီလောကထဲကိုမဝင်ခင်အကုန်လုံးလှုပ်တတ်အောင်ပေါ့နော်အဲ့လိုမျိုးတွေတင်ထားတာပေါ့အာအဓိကတော့မြင်းစည်းတာတို့ဘာတို့က အဲဒီတဲကိုမဝင်ခင်ကြိုပြီးတော့အဲ့လိုမျိုးစီးစီးပြီးတော့တင်တင်ထားတာပေါ့လေဟောအဆင်ပြေအောင်ပေါ့ဟိုဟိုဘာပေးခြင်းလဲဆိုတာတက်ကိုဘယ်လိုခေါ်မလဲဆိုတော့လေဟိုဘာကိုဇက်ရုပ်များများကျွန်တော်နေရာယူဇက်ရုပ်များများထဲမှာကာရက်တာထဲမှာဝင်ပြီးတော့တရုပ်ဆောင်ခွင်ပုံများတာပေါ့လေအဲဆိုတော့ကိုတရုပ်မဆောင်နိုင်တဲ့ဇက်ရုပ်မျိုးမရှိအောင်တော့စူးစမ်းထားရတာပေါ့အဲ့အဲ့အဲ့တဘောပါပဲ ဟုတ်ကဲ့ပါဒီအချစ်ညီမြချင်းဇလန်တွေကို Canon Plus ကနေပြီးတော့မှအာကြည့်ရှုအားပေးလို့ရပါပြီဆိုတော့အကြောင်းလေးကိုပြောချင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်